္ဂါရှင်ရန်ကုန်ခေတ္တရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။အေကယာယီဆုတ်ခွာပေးလိုက်တဲ့ကြောက်ဖြူမင်းပြင်းရွာရေးသားစစ်စခန်းမှာဝါရဖြန့်ဓာတ်ပုံရိုက်ကူးဖို့ကိုစစ်တပ်ကပြင်ဆင်နေချိန်မှာပဲအေကပြစ်ခတ်တဲ့လက်နက်ကြီးကြီးကြားရောက်ပောက်ကွဲပြီးစစ်သားများပြားသေဆုံးကုန်ပါတယ်။ခံရောက်ကြံဖတ်မင်းအောင်လိုက်တရင်ပေါကြမှုနဲ့လုံကြွေးချင်းနေကြအောင်စီစီတချို့ဖြတ်သိမ်းပြီးညမိတ်ဖဲမော်လမြိုင်ကိုရဟတ်ရင်နဲ့ထွက်ခွာက အရှိတောင်တိုက်စစ်ဌာနချုပ်မှညှိခဲ့တဲ့ဆိုတဲ့သတင်းပါဝင်ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရခိုင်ပြည်ကြောက်ဖြူမြို့နယ်မှာအေအေကယာယီဆုတ်ခွာပေးလိုက်တဲ့ကြောက်ဖြူမင်းပြင်ရွာရေးသားစခန်းမှာဝါရဖြန့်တပ်ပုံရိုက်ကူးဖို့ကိုစစ်တပ်ကပြင်ဆင်နေချိန်မှာပဲအေအေကပြစ်ခတ်တဲ့လက်နက်ကြီးကြီးကြားရောက်ပောက်ကွဲပြီးစစ်သားများပြားတေဆုံးသွားတယ်လို့အေအေစီသတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါရယ်။ ပြီးခဲ့တဲ့နိုဝင်ဘာလ14ရက်နေ့ကအာရခတက်တော်၏သိမ့်ပိုက်ထားတဲ့ကြောက်ဖြူမျိုးမင်းပြရွာရေးသားစခန်းကိုအကြမ်းဖက်စစ်ကောင်မရှင်တပ်တွေကအင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးတိုက်ခိုက်လာပြီးတဲ့နောက်အေအေကမင်းပြရွာစခန်းကနေယာယီစုခွာပြေးလိုက်ရပြီးစစ်တပ်ကဝင်ရောက်နေရာယူသွားတာပါရန်ကုန်ခေတ်ကလက်ခံရရှိထားတဲ့ရုပ်သက်ဖိုင်ထဲမှာတော့မင်းပြရွာစခန်းကိုစစ်တပ်ကရရှိပြီးတဲ့နောက်ဝါရဖြန့်တပ်ဖို့ရိုက်ကူးဖို့အတွက်စစ်သား20ကျော်ကပြင်ဆင်နေကြတာကိုတွေ့ရပါတယ် အဲ့ဒီအချိန်မှာပဲအေအေကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့်မေပြရွာစခန်းထဲမှာရှိတဲ့ဝါရဖြန့်တပ်မုံရိုက်ကူးဖို့ပြင်ဆင်နေတဲ့နေရာကိုတဲ့တဲ့ကြားရောက်ပောက်ကွဲခဲ့တာကိုလည်းရုပ်သံဖိုင်ထဲမှာမြင်တွေ့ရပါတယ်မင်းပြရွာစခန်းကိုလက်နက်ကြီးကြားရောက်ပောက်ကွဲမှုကြောင့်အကြမ်းဖက်စစ်သားအနည်းဆုံး20ယောက်ခန့်သေဆုံးနိုင်တယ်လို့သိရပါဗျ။အဲ့ဒီစင်စာဖြတ်တောက်ထားခြင်းမရှိတဲ့ရုပ်သံဖိုင်ကိုတော့ရန်ကုန်ခေတ်သစ်ရဲ့ Telegram Channel မှာတွားရောက်ကြည့်ရှုနိုင်ပါတယ်ရှင်။ကရင်ပြည်နယ်ဘက်ကသတင်းကိုကြည့်အောင်ပါ။ ပြည်ပြည်နယ်ဖမ်းမြို့မှာရောက်ရှိနေတဲ့အကြမ်းဖက်မင်းအောင်လိုင်းမှာခီးစဉ်တည်းပေါက်ကြားမှုနဲ့လုံခြုံရေးစိုးရိမ်ရတဲ့အခြေအနေတွေကြောင့်ဖမ်းမှာညမိတ်တော်ပဲမော်လမြိုင်ကိုရဟတ်ရင်နဲ့ထွက်ခွာပြီးအရှိတောင်တိုင်းစစ်ဌာနချုပ်မှာညှိုက်ခဲ့တယ်လို့စစ်တပ်တရင်ရေးမြေတချို့စီကနေသိရပါဗျ။မနေ့ကနိုဝင်ဘာလ15ရက်နေ့မှာဖမ်းမြို့ကိုရောက်ရှိခဲ့တဲ့အကြမ်းဖက်မင်းအောင်လိုင်းကဖမ်းမှာဌာနဆိုင်ရာသိဆိုပွဲလှုပ်ဆောင်ခဲ့ပြီးတဲ့နောက်လူငယ်စင်တာနဲ့ဇွဲကပင်မိုးလုံးလေလုံးအားကစားကွင်းတည်ဆောက်မှုကိုတွားရောက်ဆစ်ဆေးခဲ့ပါဗျ။ မူလအစီအစဉ်ဖြစ်တဲ့ဖန်တက်နယ်တွေ့ဆုံပွဲနဲ့တောင်ကလေးစစ်စေးရုံကိုတွားရောက်မဲ့အစီအစဉ်တွေကိုဖျက်သိမ်းခဲ့ပြီးတဲ့နောက်ဖန်မောင်ညမိတ်တော်ပဲရဟန်းရင်နဲ့မော်လမြိုင်မြို့ကိုထွက်ခွာကာအရှိတောင်တိုင်းစစ်ဌာနချုပ်မှညှိုက်ခဲ့လို့သိရပါတယ်။မနေ့ကညနေ9:00နာရီအချိန်ကမင်းရောက်လိုက်မှဖန်ကနေမော်လမြိုင်ကိုရဟန်းရင်နဲ့မော်လမြိုင်လေးစိတ်ကိုရောက်ရှိလာပြီးတဲ့နောက်မော်လမြိုင်ကန်းနားလန်ညစည်းကိုတွားရောက်ခဲ့ပြီးကြိုက်တလန်ဖျားဖူးခဲ့ပါသေးတယ်။ ဒီနေ့မနက်ပိုင်းမှာတော့မော်လမြိုင်မှာရှိတဲ့ပြည်နယ်ခမ်းမမှာအကြက်ဖက်မင်းအွန်လိုင်းကဌာနဆိုင်ရာတွေ့ဆုံပွဲနဲ့အရှိတောင်တိုင်းစစ်ဌာနချုပ်တက်နယ်တွေ့ဆုံပွဲပြုလုပ်တယ်လို့သိရပါပါရှင်။ရန်ကုန်တိုင်းဘက်မှာတော့မင်္ဂလာတောင်ညွတ်မြို့နယ်တွေကပြည်သူ့ရှေ့ဆောင်ပါတီအမတ်လောင်းဆိုသူကမဲဆွယ်စည်းရုံးရာမှာဘေးဘရာကင်းဝေးဖို့ဆိုပြီးဘရာကျော်ကျွေးမဲဆွယ်နေတဲ့ရုပ်သံဖိုင်လူမှုကွန်ရက်မှာပြန့်လန့်နေတာကိုလည်းတွေ့ရပါဗျ။ အဲ့ဒီရုတ်တံဖိုင်ထဲမှာဘီယာကျော်ရောင်းသူစီကနေအကုန်လုံးဝယ်ပြီးလာသမျှသူအကုန်လုံးကိုကျွေးမယ်လို့ပြီးသုံးလုံးအမတ်လောင်းကပြောဆိုတာကိုရုတ်တံဖိုင်အတွင်းမှာမြင်တွေ့ရပါတယ်။ ဒါအပြင်ဘေးဘေးရာတွေကင်းကွာသွားအောင်ဝေးကွာသွားအောင်ဘရာကျော်ကျွေးရဖြစ်ပြီးဘေးဘေးရာတွေဝေးကွာပြီးတော့ကျန်းမာချမ်းသာဖို့ရွှေမိုးငွေမိုးရွာပေးသေးတယ်လို့လည်းပြောဆိုနေတာကိုတွေ့ရပြီးသူဟာမင်္ဂလာတောင်ညွတ်မြို့နယ်အမတ်ဖြစ်တဲ့အကြောင်းကိုလည်းမိတ်ဆက်သွားပါသေးတယ်။စစ်ကောင်စီဝင်ကြီးရောက်တတ်တခိုင်တီထောင်ထားတဲ့ပြည်သူ့ရှေ့ဆောင်ပါတီဟာရွေးကောက်ပွဲနီးလာလေးနာမည်ဆိုးတွေတစ်ခုပြီးတစ်ခုထွက်နေတဲ့ပါတီဖြစ်ပြီးမကြသေးခင်ကတောင်ကြီးမြို့မှာတခိုးကြီးညာအပြော်တဘောနဲ့ကျက်ဝင်ခိုးသူကိုတောင်ကြီးအမတ်လောင်းဆိုင်းရွှေထီးနဲ့တားဖြစ်သူကရိုက်တက်လိုက်လို့လူသက်မှုနယ်ဖမ်းခံနေရတယ်လို့တတ်တခိုင်ကိုယ်တိုင်က လည်း68 resident အင်အားစီမံကိန်းအတွက်ကမ္ဘောဇာဘဏ်ကနေငွေကျပ်ဘီလီယံ100ကျော်ချေးယူခဲ့ကပြန်ဆက်နိုင်တာမရှိတဲ့အတွက်စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကော်မရှင် UEC ကလွတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ကနေပယ်ဖြတ်ခံထားရပါသေးရဲ့ရှင်ဆလတ်တင်ဆက်ပေးမဲ့တဲ့င်းကတော့မြန်မာအကြမ်းဖက်စစ်အုပ်စုနဲ့လက်အောက်ခံတဲ့ကြားဆောင်တပ်တွေမဟာမိတ်ပြည်သူ့စစ်အဖွဲ့တွေကစိုက်ဘာလိမ်လည်မှုတွေကနေအကျိုးခံစားခွင့်ရရှိနေပြီးအမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေကိုနှိမ်နှင်းအမြင့်ပြတ်ဖို့အတွက် ပြည်တွင်းပြည်ပညင်အားဆောင်ရွက်သွားမယ်လို့အမျိုးသားညီညွတ်ရေးဆိုရကတရားဝင်သတင်းထုတ်ပြန်လိုက်ပါတယ်။အမျိုးသားညီညွတ်ရေးဆိုရအနေနဲ့မြန်မာနိုင်ငံမှာနိုင်ငံဖြတ်ကျော်ရာဇဝဲမှုတွေကိုနှိမ်နှင်းအမြင့်ဖြတ်ဖို့နဲ့ထိခိုက်သူတွေကိုပံ့ပိုးကူညီနိုင်ဖို့အတွက်တိုင်းရင်းသားဒေါ်လာရေးဖွဲ့တွေ EAO ၊ကြားဖြတ်မိဖက်အုပ်ချုပ်ရေးဖွဲ့စည်းတွေနိုင်ငံတကာတရားဥပဒေစိုးမိုးရေးဖွဲ့တွေအခြားသက်ဆိုင်ရာဖွဲ့တွေနဲ့အတူညီနိုင်ဆောင်ရွက်သွားဖို့ကတိကဝတ်ကိုဆက်လက်ကျင့်သုံးသွားမယ်လို့ NUG ကဆိုပါတယ်။ မြန်မာနိုင်ငံအတွင်းကနေကျူးလွန်နေတဲ့နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုဆန်ရလုပ်ရက်တွေပေါ်မကြသေးခင်ကနိုင်ငံတကာရဲ့အာရုံစိုက်မှုတွုံးမြေရေးယူဆောင်ရွက်မှုတွေအတွက်မြန်မာနိုင်ငံအမျိုးသားညီညွတ်ရေးဆိုရကကြိုးဆိုတယ်ဆိုတာကိုလည်း NUG ကကြေညာလိုက်ပါတယ်အမျိုးသားညီညွတ်ရေးဆိုရအနေနဲ့2023ခုနှစ်အော်တိုဗလာ19ရက်နေ့ထုတ်လူကုန်ကူးမှုဖျားယောက်လိမ်လည်မှုနဲ့နိုင်ငံဖြတ်ကျော်မှုကင်းဆိုင်ရာကြေညာချက်နဲ့အမျိုးသားညီညွတ်ရေးဆိုရ KNPB KNY အမျိုးသားတိုးတက်ရေးပါတီ KNU ကင်းမျိုးသားစီယုံ CNF ချင်းမျိုးသားတအူ ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားဒီမိုကရက်တစ်တအူမိုဘီသစ်ပါတီ NMSB WLB Women League ပါမရဲ့2025ခုနှစ်ဇန်နဝါရီလ20ရက်နေ့ကမြန်မာနိုင်ငံမှာစိုက်ပါရာဇဝတ်မှုများကြီးထွားလာနေတဲ့အခြေအနေနဲ့ပတ်သက်ပြီးပူးတွဲကြေညာချက်တွေကိုထုတ်ပြန်ခဲ့တယ်လို့သိရပါဗျာ။ အရှိတောင်အားရှမ်းမှာအဓိကအားဖြင့်လှုပ်ရှားနေတဲ့ cyber လိမ့်လေကိုင်းတွေဟာကမ္ဘာတဝန်းမှာရှိတဲ့အပြစ်မဲ့သူတွေစီကနေတနည်းကိုဒေါ်လာ65ဘီလီယံခန့်လိမ့်လေလက်ဖျားနေပြီးမြန်မာပြည်သူပေါင်းသသိန်း1000မှာ online လိမ့်လေမှုတွေလှုပ်ဆောင်ဖို့ကိုဖိအားပေးထိန်းသိမ်းခံနေရတယ်လို့ NUG ကဆိုပါတယ်မြန်မာအကြံဖတ်စေအုပ်စုနဲ့သူတို့ရဲ့ကိုယ်ကယ်မှုအောက်မှာရှိတဲ့နေကြားဆောင်တပ်တွေမဟာမိတ်ပြည်သူစစ်အဖွဲ့တွေနဲ့နိုင်ငံဖြတ်ကျော်ရာဇဝတ်ဂိုင်းတွေအားအဲ့ဒီလိမ်လည်မှုစင်တာတွေရဲ့အကျိုးခံစားခွင့်တွေကိုရရှိနေသူတွေဖြစ်ပါတယ်။ အဲ့ဒီအကျိုးမြတ်ငွေတွေနဲ့အခြားရာဇဝဲမှုတွေနဲ့မြန်မာပြည်သူတွေအပေါ်ကျူးလွန်တဲ့ရက်ဆက်ကြမ်းကြုတ်မှုတွေကိုမိလောက်ရလေပိဖြစ်စေတဲ့အပြင်လိန်လယ်မှုနဲ့လူကုန်ကူးမှုနှစ်ခုလုံးရဲ့တားကောင်တွေမှာမရေမတွက်နိုင်တဲ့မြန်မာနိုင်ငံသားတွေနဲ့ကမ္ဘာတဝန်းကလူများစွာပါဝင်နေတယ်လို့ NUG ကဆိုပါတယ်ထိုင်းနိုင်ငံနဲ့တရုတ်နိုင်ငံတို့ရဲ့မြန်မာပြည်တွင်းနဲ့ပြည်ပလိန်လယ်ဂိုင်းကောင်းဆောင်တွေကိုဖမ်းဆီးတရားစွဲဆိုဖို့လှုံ့ဆော်တာတွေအမေရိကန်နိုင်ငံက United States Gun Center Strike Force ဖွဲ့စည်းတာ ရာဇဝတ်အဖွဲ့အစည်းတွေကိုစီးပွားရေးဆိုင်ရာပိတ်ဆို့အရေးယူတာနဲ့ပိုင်ဆိုင်မှုတွေကိုတင်စီဖို့အတွက်ဗန်နာရေးဌာနရဲ့ကြေညာခဲ့တဲ့လှုပ်ဆောင်တာတွေအပါအဝင်အင်းဒီချင်းနိုင်ငံတွေဒေတာတွင်းနိုင်ငံတွေနဲ့နိုင်ငံတကာအဖွဲ့အစည်းတွေအားလုံးရဲ့ကျိုးပန်းလှုပ်ဆောင်မှုတွေကိုကျေးဇူးတင်အသိမဲ့ပြုတယ်ဆိုတာကိုလည်းအန်ယူဂျီကထုတ်ပြန်ကြေညာထားပါသေးတယ်ရှင်။မကွေးတိုင်းဘက်ကသတင်းကိုတင်ဆက်ပေးပါမယ်။ မကွေးတိုင်းစနေမြို့နယ်မှာစေအုပ်စုရဲ့အတူရောင်ရွေးကောက်ပွဲအတွက်ဥဆောင်ဥရွယ်ပြုနေတဲ့မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝေတက်ဝေကို NUG တရားရုံးကအကြမ်းဖက်တိုက်ဖြတ်ရေးဥပဒေနဲ့ဖမ်းဆီးအမှုဖွင့်တရားစွဲထားတယ်လို့ NUG ကတရားဝင်သတင်းထုတ်ပြန်လိုက်ပါတယ်စလင်းမြို့နယ်မှာတရားမျှတလွတ်လပ်တန့်ရှင်းတဲ့2020ရွေးကောက်ပွဲရလဒ်ကိုဖျက်ဆီးပြီးနိုင်ငံကောင်းဆောင်တွေကိုအမှုစဉ်ဖမ်းဆီးထောင်ချတဲ့အာနာလူစစ်အုပ်စုရဲ့အတူရောက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ကိုဖမ်းဆီးအပြစ်ပေးအရေးယူတာဖြစ်ပါတယ် ဆလင်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တက်ဝေကိုပြည်သူတွေရဲ့တရင်ပေးမှုရာအန်ယူဂျီပြည်ထရေးနဲ့လူဝင်မှုကြီးကြပ်ရေးဝင်ကြီးဌာနကဖမ်းဆီးရရှိခဲ့တာလို့သိရပါတယ်။ဖမ်းဆီးရမိထားတဲ့တရက်ခန့်တက်ဝေမှာတရားလက်တော်ရှင်းနေတဦးလည်းဖြစ်ပြီးအကြံဖတ်ဆေးဥစုရဲ့ရွေးကောက်ပွဲမှာဥဆောင်ပါဝင်နေတဲ့အတွက်ပြည်သူကို အကြံဖတ်မှုပြုလုပ်နေရကြောင်းတရက်ခန့်တက်ဝေကိုအကြံဖတ်တိုက်ဖြတ်ရေးဥပဒေနဲ့အညီအရေးယူအပြစ်ပေးနိုင်ဖို့ဆလင်းမြို့နယ်တရားရေးဖွဲကတရားရေးလှုပ်ထုံးလုပ်နေတဲ့အတိုင်းစီစဉ်ဆောင်ရွက်နေပါတယ်။ အမျိုးသားညီညွတ်ရေးဆိုရအနေနဲ့2025ခုနှစ်ဩဂတ်စ24ရက်နေ့ကစစ်ကောင်စီရွေးကောက်ပွဲမှာပါဝင်မဆောင်ရွက်ဖို့အတွက်တရားမဝင်အတူရောက်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးအမျိုးသားညီညွတ်ရေးဆိုရရည်တည်ချက်နဲ့သဘောထားထုတ်ပြန်ချက်ကိုထုတ်ပြန်ထားပြီးဖြစ်တယ်လို့ပြည်ထောင်ရေးနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနအနေနဲ့လည်းနိုဝင်ဘာလ6ရက်နေ့မှာအကြံဖတ်စစ်ကောင်စီရွေးကောက်ပွဲအတွက်အတင်းကျပ်မဲပေးစီခိုင်းသူတွေကိုတိုက်ကြားနိုင်ဖို့အတွက်အတိပေးထုတ်ပြန်ထားပြီးဖြစ်ပါတယ်။ဒါအပြင်စစ်အုပ်စုရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး Telegram ကနေသတင်းတိုက်ကြားနိုင်တယ်လို့လည်းသိရပါပါရှင်။ မွန်ပြည်နယ်ဘက်ကိုကြည့်အောင်ပါမွန်ပြည်နယ်ကြိုက်ထုံမြို့နယ်နဲ့ဘီလင်းမြို့နယ်အစပ်မှာရှိတဲ့ရန်ကုန်မော်လမြိုင်လမ်းပိုက်မှာကင်းဘုံပွင့်နေတဲ့စစ်သားတွေကိုဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်စစ်သား၂ဦးသေဆုံးခဲ့တယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်တရင်ခွန်ရှိ၃ညာ၅တခွဲလေးသပင်းညိုဒရုန်းတပ်ဖွဲ့ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ္တကိုပြောပါရယ်ပြီးခဲ့တဲ့နိုဝင်ဘာလ၁၄ရက်နေ့မနက်၈:၅၄မိနစ်ခန့်အချိန်မှာ ရန်ကုန်မော်လမြိုင်လမ်းပိုင်းကြိုက်ထုံမြို့နယ်နဲ့ဘီလင်းမြို့နယ်အကြားမှာရှိတဲ့တပင်းကြီးပထာဤတကျောင်းကျမောက်ချန်ထဲမှာကင်းမုတ်ဝင်နေတဲ့စစ်သားတွေကိုတထုတ်ခရိုင်တပ်မတ၁ PDF တရင်ခွန်ရှိ39တက်ခွဲလေးတပင်းညိုဒရုန်းတဖွဲ့ကဒရုန်းနဲ့ပုံသွင်းလို့ကျဲချတိုက်ခိုက်ခဲ့တာပါအဲ့ဒီတိုက်ခိုက်မှုတွေအတွင်းမှာအကြမ်းဖက်စစ်တပ်ဘက်ကစစ်သား၂ဦးသေဆုံးပြီး၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပေမဲ့တော်လိုင်းရဲဘော်တွေကတော့အထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ ဒါအပြင်ဂျပန်စစ်တပ်ဘက်ကတော့လက်နက်ငယ်တွေစတိုက်ပစ်ဖောက်နေတာတော့ကြားရတယ်လို့တရင်ခွန်ရှိ၃ညာ၅တက်ခွဲလေးတပင်းညုတ်ဒရုန်းတပ်ဖွဲ့ရဲ့တာဝန်ရှိသူကပြောပါရယ်အဲ့ဒီတိုက်ခိုက်မှုကိုတထုံခရိုင်တပ်မှတ PDF တရင်ခွန်ရှိ၃ညာ၅တက်ခွဲလေးတပင်းညုတ်ဒရုန်းတပ်ဖွဲ့ရဲ့ရဲဘော်တွေကလုဆောင်ခဲ့တာလို့သိရပါရယ်ရှင်ရှမ်းပြည်ဘက်ကသတင်းမှာတော့မြန်မာတရုတ်နယ်စပ်ရှမ်းပြည်မြောက်ပိုင်းဟိုပန်မြို့မှာလူသက်မှုကျူးလွန်သူနဲ့ရွှေဆိုင်ကိုတ냐တိုက်လူရဲသူနှုတ်ဦးကိုဝါသက်ဖွဲ့ UWSC က November 14ရက်နေ့မှာတည်တံတဲ့ထောင်ဒဏ်နှစ်ရှည်အသီးသီးချမှတ်လိုက်တယ်လို့သိရပါဗျ။ လူသက်မှုကျူးလွန်တဲ့သူကိုတော့တည်တံချမှတ်ခဲ့တာဖြစ်ပြီးရွှေဆိုင်ဖောက်ထွင်းခိုးယူသူကိုတော့ထောင်နဲ့15နှစ်ချမှတ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဒေသခံတအူပြောတာကတော့တည်တံသမားတွေကိုတောက်ကြနေတိုင်းတတ်တဲ့အပြင်လယ်ဘေးမှာစာဆွဲပြီးတမျိုးလုံးလျှောက်ပြက်ကအကြောင်းမျိုးမျိုးကြောင့်ကြံခဲ့တဲ့သူတွေကိုနှစ်ကူးအောင်မထားဘဲအပြက်ရှင်းကနောက်လူတွေမလုံရဲအောင်တက်ကွင်းမှာကွန်ပျူတာတွေကိုလုတ်တယ်လို့ပြောပါတယ်။ဟိုပန်မြို့မှာလူသက်မှုခိုးမှုလိုမျိုးရာဇဝတ်မှုတွေကမကြာခဏဖြစ်ပွားလေရှိပြီးဖမ်းဆီးရမိသူတွေကို UWSA ကပြင်းထန်တဲ့အရေးယူမှုတွေလှုပ်ဆောင်လေရှိတယ်လို့ဒေသခံတွေက ပြောပါရယ်ပြီးခဲ့တဲ့စက်တဘာလနဲ့နိုဝင်ဘာလမှာလဲဟိုပန်မြို့အတွင်းခိုးမှုတွေဖြစ်ပွားခဲ့တာရှိသလိုမုံကုန်းမြို့မှာလူသတ်မှုကျူးလွန်နေလို့စွပ်စွဲခံရသူအမျိုးသား9ဦးတည်းက3ဦးကိုလူများရှိမှတည်တံစီရင်ခဲ့ပါသေးရဲ့ရှင်အခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ ထိုင်းနိုင်ငံတောင်ပိုင်းခရာဘီခိုင်ပလိုင်ဖရာယာမြို့နယ်ကဓာတုပစ္စည်းတွင်းကိုနိုဝင်ဘာလ14ရက်နေ့မှာတန်ရှင်းလုပ်နေခြင်းအစိမ့်ငွေရှူမိခဲ့တဲ့အတွက်မြန်မာအလုံသမား2ဦးသေဆုံးခဲ့ပြီးတဦးကိုတော့ကယ်ဆယ်နိုင်ခဲ့တယ်လို့ဘန်ကောက်ပို့စ်ကသတင်းဖော်ပြထားပါတယ်။အဲ့ဒါကတော့ကုမ္ပဏီဝင်းအတွင်းမှာဖြစ်ပွားခဲ့တာဖြစ်ပြီးမြန်မာအမျိုးသားအလုံသမား3ဦးဟာဓာတုပစ္စည်းကွင်းထဲကိုဆင်းပြီးတန်ရှင်းလုပ်နေခြင်းမှာ hydrogen sulfide rather than gas တန်ငွေအစိမ့်သိမ်းခဲ့တာဖြစ်ပါတယ်။ အလုံသမား၃ဦးစလုံးအားအစိတ်တငွေကိုအလုံးကျုံရှူမိခဲ့ပြီးသွင်းထဲမှာသတိလစ်ခဲ့ကြတာဖြစ်တယ်လို့ကေဆေးအဖွဲ့တွေနဲ့ပူပေါင်းဆောင်ရွက်ခဲ့တဲ့ Plain Fryer ရဲစခန်းကတာဝန်ကျအရာရှိတဦးကပြောပါရယ်အလုံသမား၃ဦးဖြစ်တဲ့အသက်၂၂နှစ်အရွယ်ကိုပိုင်စုသူကိုတော့အောင်မြင်မြင်နဲ့ပြန်လည်ဆေးယူနိုင်ခဲ့ပြီး Plain Fryer ဆေးရုံကိုပို့ဆောင်ပေးနိုင်ခဲ့တယ်လို့သိရပါရယ်ကျန်တဲ့ဦးဖြစ်တဲ့ကိုရှိုင်းလင်းအောင်အသက်24နှစ်နဲ့ကိုကျော်လင်းဦးအသက်25နှစ်တို့ကိုတော့ကေဆေးရဲ့အဖွဲ့တွေကကြိုးတွေတုံးပြီးဆွဲထုတ်ဖို့ကြိုးပမ်းနေချိန်မှာ တွင်းထဲမှာပိတ်မိနေခဲ့ကြတယ်လို့ကေဇေးဝန်ထမ်းတွေကဆိုပါတယ်အဲ့ဒီနောက်နေ့လယ်7:15မိနစ်ခန့်မှာတော့ကေဇေးသမားတွေကအဲ့ဒီအမျိုးသားနှစ်ဦးစစလုံးကိုတွင်းထဲကနေဆွဲထုတ်နိုင်ခဲ့ပေမဲ့နေရာမှာတွေတည်ဆုံးခဲ့တယ်လို့ကြေညာထားပါတယ်။လက်ရှိမှာမူကင်းရဲတပ်ဖွဲ့နဲ့ Plain Fryer စေယုံကဆရာဝန်တွေဟာစေဘတ်ဆိုင်ရာစစ်ဆေးမှုတွေပြုလုပ်နေပြီးအာနာပါနွေအနေနဲ့မတော်စားဖြစ်မှုအကြောင်းရင်းကိုစုံစမ်းစစ်ဆေးနေတယ်လို့သိရပါတယ်ရှင်။ ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျမကတော့ရှားပါ